မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ18ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်း10ခုကို KIA ဦးဆောင်တဲ့တော်လိုင်းတပ်များကဝင်ရောက်တိုက်ခိုက်နေပြီးတော့စစ်ကောင်စီတပ်စခန်းတချို့ကိုစတင်သိမ်းပိုက်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ၁၈ရက်နေ့မနက်၅နာရီကစတင်ပြီးတော့ဝိုင်းမော်မြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်းများအခြေစိုက်ထားတဲ့ဂဇူးတပတ်ဂါရယန် ရွှေညောင်မဲခလာရ၃နှစ်တက်တက်စကန်ဒိန်ကာလိုင်ဖောင်းမင်းပူကောင်းအောင်မြေတက်အပါဝင်စစ်ကောင်းစီတက်စကန်၁၀ခုကို KI နဲ့ PDF ပူပေါင်းတက်ဖွဲ့အများကကြပြိုင်နယ်ထက်ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါဗျ။ရွှေညောင်မဲမှာရှိတဲ့ရွှေမင်းပြည်သူစစ်စကန်ကိုလည်းတင်လိုက်ပြီးအောင်မြေတက်မှာရှိတဲ့ပြည်သူစစ်တပ်ရင်းနဲ့စစ်ကောင်းစီတက်စကန်ကိုလည်းတင်လိုက်ပြီးအခုကတော့စစ်တပ်စကန်၄ခုလောက်ကို KI ပူပေါင်းတက်ဖွဲ့တွေကတင်နေတယ်လို့ KI ရဲ့စစ်ရေးသတင်းအရင်းမြစ်ကပြောဆိုထားပါဗျ။လက်ရှိမှာစစ်ကောင်းစီက လက်နက်ကြီးများလေကြောင်းပစ်ကူများနဲ့နေမည်မဆုံးရှုံးစေဖို့အတွက်အကြီးအကျယ်ခုခံကာဝယ်နေတယ်လို့သိရပါတယ်နှစ်ဖက်တိုက်ပွဲတွေဟာလည်းအပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါတယ်ဒီကနေ့မနက်ပိုင်းမှာဝိုင်းမော်မြို့နယ်ရွှေညောင်ဘယ်မှာလဲတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့စစ်ကောင်စီရဲ့ရဟတ်ရင်တစည်းကိုပစ်ချနိုင်ခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတော့လဲ KIA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဘုံမူကြီးနော်ဘူးရဲ့ရုံးကန်းကတော့အတီးပြုတ်နိုင်ခြင်းမရှိသေးဘူးလို့ပြောဆိုခဲ့ပါဗါးဘုံမူကြီးနော်ဘူးအစည်းအဝေးဝင်နေလို့ပါသူထွက်လာမှကျွန်တော်တင်ပြလိုက်ပါမယ်တေချာတော့မသိရသေးပါဘူးလို့ KIA ရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနော်ဘူးရဲ့ရုံးကန်းကတာဝန်ရှိသူတို့ကပြောဆိုထားပါဗါးကချင်ပြည်နယ်မှာမက်လ9ရက်နေ့ကနေစတင်ခဲ့တဲ့စစ်စင်ရေးတွေအတွင်းမှာစစ်ကောင်စီရဲ့တပ်စခန်းပေါင်း100နီးပါးကို KIA ဦးဆောင်တဲ့တော်လိုင်းတပ်များကသိမ့်ပိုက်ရရှိထားပြီဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စကမ်းသိမ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်ဘူတီတောင်မြို့မှာနောက်ဆုံးကြန့်ရှိနေသေးတဲ့စစ်ကောင်စီတပ်ရင်းတပ်စခန်းနဲ့ဗျူဟာများအားလုံးကိုအရခတ်တပ်တော် AA ကသိမ့်ပိုက်လိုက်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဘူတီတောင်မြို့နယ်ကျေးလက်ဒေသမှာရှိတဲ့စစ်ကောင်စီတပ်စခန်းများအားလုံးကိုသိမ့်ပိုက်ရရှိထားတော်လဲစစ်ကောင်စီတပ်ဖွဲ့ဝင်များစစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့စစ်သွေးကြွမော်စလင်များဟာဂစင်ကလျားနဲ့ခြေဦးတရားကိုထွက်ပြေးနေတဲ့အတွက်ပြည်သူများအနေနဲ့သတိရှိကြဖို့ကို AA ကသတိပေးထားတယ်လို့သိရပါတယ် ထွက်ပြေးလွတ်မြောက်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များစစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့စစ်သွေးကြွမွတ်စလင်များကိုအေအေကပိတ်ဆို့ပြီးတော့လိုက်လံရှင်းလင်းနေတဲ့အတွက်ဘူးဒီတော်မျိုးအနီးတစ်ဝိုက်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာဂစင်ကလေးရနဲ့ခြေဦးတက်ရကိုလွတ်မြောက်မဲ့ထင်းတဲ့နေရာများနဲ့ခြေရွာများဘူးဒီတော်မျိုးအတွင်းကိုထွက်ပြေးနေတဲ့အတွက်ကြောင့်ဘူးဒီတော်မျိုးပတ်ဝန်းကျင်မှာရှိတဲ့ခြေရွာတွေအနေနဲ့စီရေးသတိနဲ့နေထိုင်ကြဖို့ကိုလည်းအထူးသတိပေးထားတယ်လို့အေအေကထုတ်ပြန်ထားပါတယ် ်ဘူဒီတောင်မျိုးကစစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စခန်းနေဖြစ်တဲ့ဘူဒီတောင်ဘူဟာဌာနချုပ်အပါအဝင်ဘူဟာလက်အောက်ခံတပ်ရင်းများအမြောက်တပ်ထောက်ပို့တပ်ရင်းနဲ့ဒါကာစစစ်တွေလက်အောက်ခံဘူဒီတောင်အခြေစိုက်တပ်ရင်းတချို့အပါအဝင်စခန်းအားလုံးကိုဒီနေ့မေလ16ရက်နေ့မွန်းတဲ့ဆန္ဒနာရီအချိန်မှာတခုမကြံသိမ့်ပိုက်လိုက်ပြီလို့အေအေကပြောဆိုထားပါဗျ။ဒီကနေ့မှာနောက်ဆုံးသိမ့်ပိုက်လိုက်တဲ့စခန်းတွေကတော့ဘူဒီတောင်ဘူဟာဌာနချုပ်အပါအဝင်အမတ38ခမရ234ခမရ35ခမရ39နဲ့တပ်ရင်းများ အမြောက်တက်ထောက်ပို့တိုက်ရင်များနဲ့ GE တိုက်ရင်တို့ဖြစ်တယ်လို့သိရပါဗျ။မေလ14ရက်နေ့ကစစ်ကောင်စီရဲ့ခမရ393ခမရ935ခမရ263နဲ့ခမရ233စတဲ့တိုက်ရင်၄ရင်းကိုတိမ့်ပိုက်ခဲ့တယ်လို့သိရပါဗျ။မေလ17ရက်နေ့ကနခခ3နဲ့မေလ16ရက်နေ့မှာနခခ8စခန်းကိုတိမ့်ပိုက်ခဲ့တယ်လို့သိရပါဗျ။မက်လ25ရက်နေ့ကခမရ992နဲ့အေပီလ9ရက်နေ့ကခမရ964အေပီလ24ရက်နေ့ကခမရ965 မေလ၂ရက်နေ့ကစကခ55ဘူးဒီတောင်တက်မှတ်ဌာနချုပ်နဲ့မေလ3ရက်နေ့ကခမရ95တက်တူကိုအေအေကတိမ့်ပိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ဘူးဒီတောင်ခမရ393တက်ရင်ကိုရှင်းလင်းတဲ့အချိန်မှာစစ်ကောင်စီတပ်ကအစာမကျွေးဘဲနဲ့ဖမ်းဆီးပိတ်လောင်ထားတဲ့ရိုဟင်ဂျာမွတ်စလင်35ဦးကိုအာရခတပ်တော်အေအေကကယ်ထုတ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်မေလ14ရက်နေ့မှာစစ်ကောင်စီရဲ့ဘူးတီတောင်အခြေစိုက်ခမရ353တပ်ရင်းကိုအရခတ်တပ်တော် AA ကတိမ့်ပိုက်ရှင်းလင်းတဲ့အချိန်အတွင်းမှာစစ်ကောင်စီတပ်ကအခုလိုမျိုးရိုဟင်ဂျာမွတ်စလင်များကိုပိတ်လောင်ထားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ရိုဟင်ဂျာမွတ်စလင်အမျိုးသားအမျိုးသမီးစုစုပေါင်း35ဦးကိုအရခတ်တပ်တော် AA ကကယ်ထုတ်နေတဲ့ရုပ်သံဗီဒီယိုနဲ့မေးမြန်းချက်များကိုဒီကနေ့မေလ16ရက်နေ့မှာအရခတ်တပ်တော် AA ကထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမရိယာမြို့နယ်မှာစစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ဖောကားဒစီးကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။မေလ12ရက်နေ့မှာစင်ကူးမြို့နယ်ဘက်ကနေပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား25ဦးခန့်လိုက်ပါလာတဲ့ဖောကားဒစီးကိုမရိယာမြို့နယ်ပတ်လည်အင်းကျေးရွာအနီးမှာမရိယာမြို့နယ်ပကဖအဖွဲ့ကမိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး။မိုင်းခွဲတိုက်ခိုက်မှုကြောင့် ကားမောင်းတဲ့စစ်ခွေးနဲ့ဘေးကလိုက်ပါလာတဲ့စစ်ခွေးတော့ရင်ဘတ်နဲ့ပခုံးမှာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မရိယာမျိုးနဲ့ပကဖပြန်ကြားရေးတာဝန်ခံကိုဘူတောက်ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ်သတင်းကတော့မကွေတိုင်းမြန်မျိုးပေါ်မှာရှိတဲ့မိသက်ရုံအနီးမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်မေလ18ရက်နေ့ညနေ9:00နာရီအချိန်ကမှမြိုင်မြို့ပေါ်မှာရှိတဲ့မိသက်ယုံအနီးတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီဂိတ်ကိုစစ်တပ်နဲ့တပ်မတော် Black Leopard Army မြိုင်တပ်ခွဲကဥဆောင်ပြီးတော့အင်အား90နဲ့အဖွဲ့3ဖွဲ့ခွဲပြီးလက်နက်ငယ်များနဲ့ဝင်းရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲတနာရီကကြာမြင့်ခဲ့တယ်လို့သိရပါတယ်အဓိကကတော့မြိုင်မြို့မိသက်ယုံသားကခွေးဂိတ်ကိုဝင်ပစ်တာပါ။ကျန်တဲ့နှစ်ဖွဲ့ကတော့စစ်ကူလမ်းကြောင်းကိုဖြတ်တောက်တာဝန်ယူပါတယ်။အပြန်အလှန်ပစ်ခတ်မှုတနအီလောက်ကြာခဲ့တယ်။ထိခိုက်သေးဆုံးမှုရှိနိုင်ပေမဲ့ အသေးစိတ်တော့မသိရသေးဘူးလို့ကျက်တက်နဲ့တမတော်ကတာဝန်ရှိသူတူကပြောကြားထားပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအချမ်းဘတ်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိနိုင်တော့လဲအတိအကျသိနိုင်မှုအတွက်စုံစမ်းနေဆဲဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တအူးမစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုရင်းမာပင်ခရိုင်အမှတ်၁၁တရင်တက်ခွဲလေးလာရောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘိုးစကြီးအဖွဲ့ကိုမိုက်ခဲအဖွဲ့ကြားပေါက်အဖွဲ့နဲ့မိုင်းတထောင်ဘိုးပြောင်အဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်မြကြီးနားမြို့လေးတပ်စခန်းကိုရှော့တိုက်ဒုံးများနဲ့ပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာစစ်ကောင်စီကလက်နက်ကြီးများနဲ့မြကြီးနားမြို့ပေါ်ကိုဥတီပြစ်ခတ်ခဲ့ရာပြည်သူ၂ဦးသေဆုံးက၈ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မေလ၁၈ရက်နေ့မနက်၈နာရီအချိန်ကမြကြီးနားလေးတပ်စခန်းကိုရှော့တိုက်ဒုံးများနဲ့စက်တိုက်ပစ်ခတ်ခဲ့တယ်လို့သိရပါဗါးအခုလိုပစ်ခတ်ပြီးတဲ့နောက်မှာစစ်ကောင်စီကရှော့တိုက်ဒုံးများနဲ့ပစ်ခတ်မှုကိုလက်တုံပြန်တဲ့အနေနဲ့မြကြီးနားမြို့ပေါ်မှာရှိတဲ့လူနေရပ်ကွက်များကို လက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခဲ့ရာပြည်သူနှစ်ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။ဒီမနက်၈နာရီမှာမြစ်ကြီးနားလေတဲ့စခန်းကိုရှော့တိုက်ဒုံးတွေနဲ့ပစ်ခံရတော့စစ်တပ်ကလက်နက်ကြီးတွေနဲ့ပြန်ပစ်တာမြစ်ကြီးနားမြို့ပံမတိရက်ကွက်မှာနေအိမ်တွေလက်နက်ကြီးကြီးပောက်ကွဲပြီးတော့မီးလောင်နေပျက်စီးတယ်လူနှစ်ဦးသေဆုံးတယ်နောက်တစ်ခါရွှေအိုက်ရက်ကွက်ဗတ်ချမ်းမှာလည်းစစ်တပ်လက်နက်ကြီးကြီးကြပြီးတော့လူတအုပ်သေးတယ်လို့ကြားတယ်အိမ်မွေးဝက်တွေလည်းတေးကုန်တယ် အိမ်တွေလည်းလက်နက်ကြီးထိပြီးတော့ပြိုကုန်တယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါဗျ။လက်ရှိမှာစစ်ကောင်စီကမြေကြီးနားမြို့ပေါ်နေရာတချို့ကိုပိတ်ဆို့စစ်ဆင်မှုတွေလှုပ်ဆောင်နေတယ်လို့သိရပါဗျ။လေဒက်ပတ်ဝန်းကျင်ကိုလည်းစစ်ကောင်စီကစီးနှင်းရှာဖွေမှုများလှုပ်ဆောင်နေပြီးတော့ပြစ်ခတ်မှုများကိုလည်းမယံမနာလှုပ်ဆောင်နေကြောင်းတင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ကျုံးမြို့ရိုးအတွင်းမှာအခြေပြုထားတဲ့အာနာသိန်းကျန်းဖက်စစ်ကောင်းစီရဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခမှာဒီနေ့မနက်ပိုင်းကပြူစောတိတန်တန်းစင်ပွဲပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်အုပ်စုဟာကြံမတိုင်ငယ်ကလည်းမန္တလေးမှာပြူစောတိတန်တန်းစင်ပွဲတွေပြုလုပ်ခဲ့သေးတယ်လို့သိရပါဗါး အနာသိအချက်ဖက်စေကောင်းစီအုပ်စုဟာပသိမ်ကြီးအမရပူရနဲ့မတရားအပါဝင်မန္တလေးမြို့စင်ကြေဘုံရက်ွက်တွေနဲ့ကျူးကျော်ရက်ွက်တွေမှာနေထိုင်တဲ့အမျိုးသားတွေကိုပြူစောတိအဖွဲ့တဲ့ဝင်ပါကလာစာပေးမှဖြစ်ကြောင်းနဲ့ပြူစောတိအဖွဲ့တဲ့မဝင်ရင်စစ်သားတဲ့စူဆောင်းခံရမှာမို့လို့လာစာရမယ်ပြူစောတိအဖွဲ့တဲ့ကိုဝင်ကြဖို့အတွက်စီယုံကကြက်မတိုင်ခင်ကပြူစောတိအဖွဲ့ဝင်တဲ့တွေကိုစူဆောင်းခဲ့တာလို့ဒေသခံတွေကပြောပါတယ်လက်ရှိမရီယာနဲ့စင်ကူးမျိုးနယ်ထဲမှာရွာစဉ်ပတ်မှွေပြီးတော့လူတက်လူရက်မီးရှို့နေတဲ့စစ်ကောင်စီအုပ်စုဟာ ပြူစောထီးတွေကိုလည်းထည့်သွင်းပြီးတော့အသုံးပြုနေတယ်လို့ဒေသခံတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ